င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ရေကြီးမြေပြွမှုတဲ့ကြောင့်ရှစ်တောင်အရှာသုံးနိုင်ငံမှာတည်ဆောင်းသူသုံးအကျော်တိရှိတာအရှေ့တောင်အရှာဒေသအတွင်းနိုင်ငံတွေမှာရေကြီးမှုမြေပြွမှုတဲ့ကြောင့်တည်ဆောင်းသူသုံးအကျော်တိရှိလာကြောင်းသိရပါတယ်အဆက်မပြတ်တည်တည်တံ့တံ့မွေးရသုံးမှုတွေမုံတိုင်းဆန်နေရတဲ့ဥတို့ကြောင့်တွေ့ရတဲ့နောက်ဆက်တွဲတဘာဝဘေးရန်နေရာတွေကြောင့်ထိုင်းမလေးရှားနဲ့အင်ဒိုနီးရှားတို့မှလူရနဲ့ချီတည်ဆောင်းခဲ့ကြတာဖြစ်တဲ့မောက်တုံမုံတက်တက်မဲမဲရွာသုံးလေးရေရာတွေနဲ့တိုက်ဆိုင်ပြီး ။မုံတိုင်းရဲ့ဝန်တစ်ခုကလည်းဖွဲ့စည်းဖြစ်ပေါ်နေရကြအဲ့ဒီသုံးနိုင်ငံကမှပြင်းထန်တဲ့ရာသီဥတုချင်းတွေကြုံလာတာဖြစ်ပါတယ်။မလေးရှားထိုင်းနဲ့အင်ဒိုနီးရှားတို့ကရေကြီးရဲ့နေရာများပြမှာဒေသခံတွေကအိမ်ခေါင်မိုးတွေပေါ်တက်ပြီးရေပိရှောင်နဲ့ထိချင်းတွေစုကုန်ကြတယ်။အင်ဒိုနီးရှားမှာတော့အနာပိုင်းတွေကဆူမာဒရာချွန်ဘော်ကအစိုးဆုံးရေပိတဲ့အဲဒီအရေးစီရောက်ရှိနိုင်မှုရုံးကန်နေရတယ်လို့ပြောတယ်။ဆူမာဒရာမှာနိုဝင်ဘာလ20ရက်နေ့မနက်ပိုင်းတိချင်းတွေရေပိကြောင့်လူ184ဦးထပ်မင်းသေဆုံးပြီး80ဝန်းကျင်ပျောက်ဆုံးနေတယ်။ အရှေ့တာအရှာဒေသတွင်မှနောက်ထပ်ဆိုးရွားရေပေးတင်နေတဲ့နေရာတစ်ခုကထိုင်းနိုင်ငံတောင်ပိုင်းက HKI မှာဖြစ်ပါတယ်။ HKI ပါဝင်ထိုင်းတောင်ပိုင်းဒေသချုံမှာရေပေးကြောင်းလူ145ဦးထံမှလည်းတက်ဆုံရှုံခဲ့ကြောင်းထုတ်ပြန်နေ။ကယ်ဆယ်ရေးနေရာလှေတွေကိုအသုံးပြုပြီးရေပေးတင်မြို့ရွာတွေမှာပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ဆယ်ပြောင်းရွှေ့ပေးခဲ့ရတယ်။မလေးရှားမှာရေကြီးမှွေကြောင်းလူနောက်သိဆုံးပြီးနိုင်ငံမြောက်ပိုင်းကပါလီပြည်နယ်ဒေသများပြားရေမြုပ်ခဲ့လို့သိရပါတယ်။ အချက်နာအချာတင်သားရဲ့မုတ်တုံရတင်အားပုံမှန်ဆိုရင်ဇွန်လကနစ်စတင်ပါတီကြောင်းလေးရှိပြီးမိုတီဌာနမြေပြိုတာရင်ကြီးတာဖြစ်ပွားလေရဲ့ဒီနေ့မှာမုတ်တုံရတင်အားမှုန်တိုင်းနေဖြစ်ပေါ်မှုနဲ့ဆက်ဆက်ပြီးသာမတ်ထပ်ပုံမှုရှင်းကြနေတဲ့ပညာရှင်တွေကတော့ကမ္ဘာရဲ့တည်ထူပြောင်းလဲမှုဖြစ်စဉ်တွေကမှုန်တိုင်းနေပပေါလာမှုဖြစ်ဖြစ်စဉ်တွေကနေအန်ချော်လာစီလို့ပြောကြခဲ့တယ်ကမ္ဘာကြီးပုံမှုပူနေလာခြင်းဟာအစိုးရကပုံမှုကြရှိထိန်းသိမ်းထားသလိုဖြစ်လာပြီးပုံမှုတည်ထောင်တဲ့မိုးရတမှုတွေဖြစ်စေသလို ပို့ပြီးပုံနှိမ့်လာတဲ့သမုတ်တရားရှင်ဖြင့်ကလည်းမှုန်တိုင်းစုဖွဲ့မှုတွေကိုပို့ပြီးအကောင်လာပတ်မှုပေးကြောင်းကမ္ဘာရဲ့တည်ထူဆိုင်အသိပညာရှင်တွေကရှင်းပြထားပါတယ်။ဆက်လက်ပြီးရဆိုင်ထားတဲ့အရာတွေမျက်စုံရေအားလျှက်စစ်ဆေးမှန်ကိန်းအတွက်မရောက်လိုက်ကဥစားအဖွဲ့ဖွဲ့စည်းပြီးတရုတ်ရှူနဲ့ SBI CYN နဲ့ကုမ္ပဏီနဲ့ဒူလုံကန်းနေပြန်လဲစတင်ရဆိုင်ထားတဲ့အရာတွေမျက်စုံရေအားလျှက်စစ်ဆေးမှန်ကိန်းအတွက်မရောက်လိုက်ကဥစားအဖွဲ့ဖွဲ့စည်းလိုက်ပြီးတရုတ်ရှူနိုင်ကုမ္ပဏီနဲ့ဒူလုံကန်းနေပြန်လဲစတင်လိုက်ကြောင်းစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်နှံ့နေရသေးရတယ်။ အကြက်ဖတ်မြောင်းလိုင်းကအေရီမစ်ဆောင်မြညာမြေဝမ်းရေအားလျက်စစီမံကိန်းဥဆောင်ဖွဲ့ဝရခုနှစ်အောက်ကစ20ကွယ်နေမှာဖွဲ့စည်းလိုက်ပြီးမြေဆောင်စီမံကိန်းအတွက်သတိတနာလုပ်ငန်းနေနည်းပညာဆိုင်အဖြစ်ရှင်းချက်နဲ့ပြည်သူဆက်ဆိုင်လုပ်ငန်းတွေကိုစီမံစားနေကြောင်းသိရတယ်။အေရီမစ်ဆောင်မြညာရေဝမ်းလျက်စစီမံကိန်းမှာလျက်စစွာဝင်ကြီးဌာနဒုဝန်ကြီးကကောင်းစားဖြစ်ပါဝင်ပြီးကချင်ပြည်နယ်ဆွေးအဖွဲ့တန်ဇာတရေအဝင်ကြီးကဒုတိယကောင်းစားဖြစ်ပါဝင်ကအဖွဲ့ဝင်73ပါဝင်ခဲ့တယ်။ရေးဖွဲ့ကတရုတ်ယူနယ်ပြည်နယ်မှာ SPIC ။ United International Power Investment Company Limited နဲ့အတူပူးပေါင်းပြီးမြေဆုံရလျက်စစ်စီမံကိန်းအတွက်တုတေသနလုပ်ငန်းနဲ့ဤပညာဆရာဖြစ်ရှင်ချက်တွေပြည်သူဆက်ဆံရေးလုပ်ငန်းနဲ့စီးပွားရေးနဲ့ဗန်ဒိုင်းဆိုင်ရာလုပ်ငန်းတွေကိုစီမံဆောင်ရွက်မည်ဖြစ်ကြောင်းရှင်ပြင်းဦးဆောင်ဖွဲ့ကလည်းညွှန်ကြားပေးခြင်းနဲ့ဆုံးဖြတ်ချက်ချခြင်းပါဝင်လုပ်ငန်းတွေကိုဆောင်ရွက်မည်ဖြစ်ကြောင်းသိရတယ်။ရင်းပြင်းမြေဆောင်စီမံကိန်းအတွက်တရုတ်ဆရာရဲမြန်မာစစ်တပ်ကြားညှိနှိုင်းဆောင်နိုင်ရေးကိစ္စတွေကိုလည်းဆိုပါဥဆောင်ဖွဲ့ကအထောက်အကူပြုပြမည်ဖြစ်ကြောင်းသိရှိရတယ်။မြေဆောင်စီမံကိန်းဥဆောင်ဖွဲ့ကတရုတ်ဘက်နဲ့စီဝေးနေကြရှိခဲ့တဲ့ခုကလုပ်ငန်းပြန်စပြီဆိုပေမဲ့ ်အွန်ဖေဘာတွေပဲအဓိကသွားနေတော့မယ်လို့နေပြည်တော်သတင်းမြစ်ကပြောတယ်။အကြဖတ်မြန်လိုက်ကမြန်ဆောင်ရာလျက်ဆက်စီမံကိန်းကိုတရုတ်နဲ့ပူပေါင်းဆောင်နေကြအောင်ဩဂုတ်လ31ရက်တရုတ်နိုင်ငံတည်ရန်ချင်းမြို့မှာမြန်မာတရုတ်စီပွားရေးပူပေါင်းဆောင်မှုမြင့်တင်တွေ့ဆုံပွဲမှာထုတ်ပေါ်ပြောဆိုခဲ့တယ်။ရယာရီမြေဆောင်စီမံကိန်းမှာဆရာနာရှင်တန်းရှင်လက်ထက်2000ခုနှစ်ခရဲကလေးလာရေးစာလုပ်ခဲ့ပြီးတရုတ် CPI ကုမ္ပဏီနဲ့ကြိုးတူလုပ်ကိုင်ခဲ့ရမှာပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့်2017ခုနှစ်မှာဥသိမ်းဆိုင်ဆွေအမိန့်နဲ့ရာရေးဆိုင်ထားခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးရင်းမြစ်နယ်မှာဆက်ကြောင်းထွက်လာစစ်တပ်တိုက်ခိုက်မှုဆက်သား9ဦးသေဆုံးမောရထောင်းလမ်းပိုက်မှာလည်းဆက်ကြဲကောက်နေစစ်တပ်တိုက်ခိုက်မှုဆက်သား10ဦးသေဆုံးမွန်ပြည်နယ်ရင်းမြစ်နယ်ပရောင်းရွာနီးဆက်ကြောင်းထွက်လာကြဖက်စစ်တပ်ကိုတိုက်ခိုက်ရစစ်သား9ဦးသေဆုံးကြောင်းတပင်ရွှေတီကိုကိုကြိုက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှတောင်ရှိသူကပြောတယ်နိုဝင်ဘာ25နေ့မှာရင်းမြစ်နယ်ပရောင်းကျန်နီးကိုအင်အား150ခန့်ပောင်းနဲ့စက်က16လောက်ခန့်တပ်ပေါင်းစုကဆက်ကြောင်းထွက်လာကြတော့တော်လိုက်တပ်ဖွဲ့ရင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ထွတ်တိုက်ပွဲကရင်းနဲ့မိုးလက်တနိုင်ခံကနေစတဲ့ဖြစ်ပွားပြီးဂျပန်စစ်တပ်ဘက်ကအုံသေးဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းမိုးလက်တနိုင်50မိနစ်ခန့်မှာလဲပဒေါန်ဖျားနီမှာဒုတိယကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားပြီးဂျပန်စစ်တပ်ဘက်ကနှစ်ဦးထပ်မံသေးဆုံးကတအုပ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရတယ်။အလားတူနိုဝင်ဘာလ28ရက်နေ့မနက်6နာရီခန့်မှာလဲဘဲလက်မှုရအပြင်ဘက်ရှိကျွန်းဒရာနီမှာဂျပန်စစ်တပ်ကတော်လိုက်တပ်ဖွဲ့ ိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးဂျက်ဖက်စစ်သားနောက်သေးဆုံးကနောက်ထပ်မံတိုက်ခိုက်တရရှိခဲ့ပါတယ်။ဆိုဝါတိုက်ခိုက်မှုကဲနယ်လီတပ်မှကြောက်တိုင်း29ခွင့်တက်တပင်းရွှေတိကိုကြိုက်ပြည်သူကားဝေးတပ်ဖွဲ့နဲ့ပြွာ33ချိန်မောင်းတက်ခွဲတို့ကပူပါလုံဆောင်ပြီးဒေါ်လေးရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။အလားတူစကိုင်းတိုင်းမော်မျိုးနဲ့မော်ရ6လမ်းပိုင်းမှာစစ်ကြေးကောက်နေတဲ့ချက်ဘက်စစ်သားတွေကိုတိုက်ခိုက်ရစစ်သားတုပ်တွေဆုံးကြောင်း Area 71 Local PDF Defense Force မော်ရအဖွဲ့ခေါင်းဆောင်ကိုထုံးကပြောတယ် နွေမာ26နှစ်မနက်9:30မိနစ်ခန့်ချိန်မှာ6လမ်းပိုင်းမှာပြည်သူတွေထံမှာစစ်ကြေးကောက်နေတဲ့ဂျက်ဖက်စစ်တပ်ကိုမြန်မာမန်တိုင်းစစ်တုံးစီရောက်ဆိုင်နေမှာတော်လိုင်းတပ်ဖွဲ့တွေကဝေရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုတွေဂျက်ဖက်စစ်တပ်ဘက်ကစစ်သားတပ်ဦးတွေဆောက်ကနှောက်ပြစ်ထတဲ့အရာရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတာတော်လိုင်းရဲဘော်တွေအထိခိုက်မှုရှိပြန်လည်ဆောက်ခွာနိုင်ခဲ့တယ်။စစ်ခွေးတကောင်မဲ့တည်းလို့ကြားနှစ်ကောင်တန်းရပြစ်ထတယ်လို့ကြားပါရတယ်။အဲ့ညာကစစ်ခွေးထိုင်ချတက်ဆွဲပြီးကိန်းချတဲ့ညာအဲ့ဒီကစစ်ခွေးတွေကခီးတက်တဲ့ကားတွေကိုတိုက်ပြစ်သူတွေကိုမိုင်းရှင်းခိုင်းတာနဲ့တွေ့မြင်ခဲ့ရပါတယ်။ လမ်းမမှာကင်မွန်ဝင်းနဲ့စစ်ခွေးနဲ့ဆိုရင်စစ်ခွေးရ30လောက်တော့ရှိမယ်သူပြစ်ကိုပြစ်လာဆိုတော့ကျွန်တော်တို့ကအလစ်ဝင်ပြက်တယ်စစ်ခွေးရင်ကထွက်တူလာလို့ကျွန်တော်ပြန်ဆုတ်ခဲ့ရပါတယ်ဆိုပါတိုက်ခိုက်မှုကို area 71 mpdm မွေရဖွဲ့နဲ့ချင်းတွင် dynamite silent ကြီးဖွဲ့ golden peacock truffle ဖွဲ့တို့ကပူပေါင်းလုံဆောင်ခဲ့ပါတယ်ဆလဘီပေါင်းမြတ်နယ်တွင်စစ်ကြောင်းထုတ်နေတဲ့စစ်တပ်ကကျေးရတာနဲ့ပုံခုံကျင်းနယ်မှာနေမိုက်နေထောင်ရခဲ့ပြီးပြည်သူ၆မိုင်းနေမီပြင်းထန်တဲ့အရာ မကွေးတိုင်းပေါင်းမြွနယ်အတွင်းစစ်ကြောင်းထုံးနယ်ဂျပန်စစ်တပ်ကကျေးရတာနဲ့ပုံခုံကျင်းနယ်မှာနေမိုင်းနေထောင်နာခဲ့ပြီးပြည်သူ6မိုင်းနေမိပြီးပြင်းထန်တဲ့အရရှိခဲ့ကြောင်းပေါင်းမြွနယ်လူသားဆန္ဒထားတာဝန်ရှိသူနဲ့ဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာလ10ရက်နေ့မှာပေါင်းမြွနယ်အတွင်းစိတ်ပြူကားပါစာ20နှစ်ကနေထွက်လာတဲ့မှာ69စစ်ကြောင်းကပေါင်းမြွနယ်တာမိုင်းကြရီကိုစစ်ကြောင်းထုံးရောက်လာပြီးလူနေအိမ်ဝိုင်းနေပုံခုံကျင်းနယ်လေယာတော်တွေတို့အားလာလန်းနေကိုနင်းနေထောင်နာခဲ့ခြင်းဖြစ်ပါတယ်။ ထို့သောနေမိုက်နေထောင်နာခဲ့ကြပေါ့မြွနယ်တောင်ပိုင်းရှိကျေးရွာနေရာမှပြည်သူတို့မိမိနေကိုပြောင်းဝင်စေမိုက်နေမပြီးကျတော့ဆုံးရှုံးခဲ့ကြသည်ရယ်။အလားတူနိုမန်28ရက်နေ့မနက်9နာရီခန့်မှာပေါ့မြွနယ်တောင်ပိုင်းရှိတိချောက်ရွာတပြေးရွာနဲ့တေရော့ရွာတို့မှာဆင်မျိုးတော်ဆက်တဲ့ပြည်သူတို့ကဆိုင်ကတစည်းနဲ့လဲရဲတောင်းဆင်းကြပ်ဖက်စစ်တပ်ကထောင်နာခဲ့တဲ့မိုက်နေမပြီးပြည်သူတို့ပြည်တဲ့တရားရှင်ခဲ့တယ်။ စစ်ကွဲရဲ့စစ်ကြောင်းထုတ်ကမိုင်းတွေကိုတောက်လျှောက်ထားကြတဲ့ခုပြည်သူတွေချုပ်ကိုရွာတဲ့ကိုပြန်ဝင်လာတဲ့အလျားတွေကိုပြန်စင်လာပြီးလောက်တော့မိုင်းတွေနင်းမိတယ်။ပြည်သူ၆အပြည့်နဲ့တရားရတဲ့ထို့အပြင်ဂျပတ်စစ်တပ်စစ်ကြောင်းကပေါင်းမြင့်တဲ့အတွက်စစ်ကြောင်းထုတ်လာခြင်းကစပြီးလက်ရှိအချိန်ထိလမ်းပြအဖြစ်ဖန်ဆီးလာတဲ့ပြည်သူနှောက်ပောင်ဝင်ကြတဲ့အတွဲမှာပြည်သူရှေ့ကိုဖန်ဆီးတက်ဖြတ်ပြီးပြည်သူ၂၀ကျော်ဖန်ဆီးကောဆောင်သွားခဲ့ပါတယ်။ထို့ကြောင့်ပြည်သူများအနေဖြင့်ဂျပန်စစ်တပ်စစ်သားတို့ဝေယခဲနေရတဲ့ကိုသတိပြုသွားလာကြတဲ့လူသားချင်းစာနာထောက်ထားရတဲ့မင်းရဲ့နေဆန်စီမံခန့်ခွဲဌာနပေါင်းမြင့်တဲ့ကအသိပေးပြောဆိုပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ထူးဝမ်းကျေးဇူးတင်ရှိပါရှင်